ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေရာကတော့ဝေဟင်မြို့အနီးအနားမှာတည်ရှိတဲ့ထိုင်းနိုင်ငံအခေါ်ဝက်ထန်ထောင်ခေါင်လို့ခေါ်ပြီးတော့မြန်မာပြည်အများစုခေါ်တာကတော့လိတ်တောင်ပဲဖြစ်ပါတယ်ခင်ဗျာတောင်ပေါ်မှာဆိုလို့ရှိရင်ဒီကြီးမားတဲ့လက်ရုပ်ထုတွေရှိတဲ့အပြင်ကမှဒီလက်ရုပ်ထုတွေရဲ့အပေါ်မှာဗုဒ္ဓရုပ်ပါတော်လေးကိုတည်ထားခြင်းအားကိုအစွဲပြုပြီးတော့တချို့ကလည်းဒီတောင်ကိုလိတ်တောင်လို့ခေါ်ကြခြင်းဖြစ်တယ်လို့လည်းကျွန်တော်အနေနဲ့ယူဆမိပါတယ်ခင်ဗျာ ချင်းဘင်းနာကကြောက်တောင်ပေါ်မှာတည်ရှိတဲ့နေရာလေးဖြစ်တဲ့ခါကျတော့အရန်ကူမှာတာယာပြီးတော့အေဂျင့်နဲ့နေရာလေးဖြစ်တယ်ခင်ဗျာတောင်ပေါ်မှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာဖုံးကြီးကျောင်းနဲ့တရုတ်ဘုံကျောင်းကိုလည်းတွေ့လျက်တိဆောက်ထားလာကိုလည်းတွေ့ခဲ့ရပါသေးတယ်ကိုကဘေရင်လက္ခဏာကြည့်ရလားဝါသနာပါလဲဆိုလို့ရှိရင်လေဘေရင်လက္ခဏာကြည့်လို့ရလဲတခန်းနဲ့တခန်းလေဒီမှာဖွင့်လှစ်ထားတာကိုမြင်တွေ့ခဲ့ရပါတယ်ခင်ဗျာ မြန်မာပြည်သားတွေဒါမှကပေါ့နော်ထိုင်းနဲ့ဒီနိုင်ငံခြားသားတချို့ပါယုံကြည်ကိုးကွယ်ကြတဲ့မြန်မာပြည်ကအစုနေဘိုးဘိုးကြီးရဲ့ရုပ်ထုကိုလည်းဒီတောင်ပေါ်မှာတည်ထားတာကိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲဘင်းသားမှာအကန့်ရှိတဲ့ရှိနေပြီးတော့ဒါအလွန်သာယာပြီးတော့လက်ပတ်လို့ကောင်းတဲ့အပြင်အဲကုကုတူပါယူလို့ရတဲ့နေရာလေးဖြစ်တယ်ခင်ဗျာ ်မိတ်ဆွေတို့အနေနဲ့ဒီအလုပ်ပေးရဲ့အစိပ်ပန်းဖြစ်နေတာပဲဖြစ်ဖြစ်ကုသိုလ်ပြုနေတာပဲဖြစ်ဖြစ်ပေါ့နော်ဒီဝင်းမျိုးအနီးနားမှာတည်ရှိတယ်မြန်မာပြည်အခေါ်လိတ်တောင်လို့ခေါ်တဲ့ဒီနေရာလေးကိုဒါလက်ပတ်လို့ရပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာတောင်ရဲအောက်ခြေမှာဆိုရင်လည်းပေါ့နော်ဒီသားထွက်ပင်လေအစားအစာလေးအပြင်အစားအသောက်အစုံလေးရောင်းချတဲ့ဇီးတန်းလေးတွေလည်းရှိပါတယ်ခင်ဗျာ အဒီဗီဒီယိုလေးကိုတင်ဆက်ပေးရတဲ့အဓိကရည်ရွယ်ချက်ကတော့မရောက်ဖူးသေးတဲ့သူတွေလည်းကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ရောက်ဖူးသွားတဲ့ပုံစံမျိုးလေးဖြစ်သွားအောင်ရယ်အဒီနီနာတော့အိမ်မှာနေတဲ့ညီကိုမောင်မတွေအနေနဲ့မရောက်ဖူးသေးရင်လည်းသွားရောက်လည်းပဲလို့ရလဲဆိုတာလေးကိုသိရှိစေရန်အတွက်ပေါ့နော်ဒီဗီဒီယိုလေးကိုပြန်လည်မျှဝေတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ